ဒီဘွားမှာကျွတ်ထိုက်တဲ့အသိဉာဏ်ရှိတဲ့ဓာတ်တရှိဒီဘွားမှာမကျွတ်ထိုက်သေးတဲ့ဓာတ်တရှိအဲ့ဒါကိုခွဲထုတ်လိုက်ပြီးတော့ကျွတ်ထိုက်တဲ့ဓာတ်တရှိတယ်ဆိုတာဒါကကျွတ်ထိုက်တဲ့ဓာတ်တကိုသူတို့စေရိုက်အားလျော်စွာတရားဟောမှပို့ပြီးတော့ထိရောက်တယ်ဖရိုက်ဆိုတာသူတွေမှာဇယိုက်နဲ့ဝါသနာရှိအဲ့ဒီဇယိုက်ဝါသနာအလိုက်တရားဟောရတယ်အဲ့ဒီအသိဉာဏ်ကိုအိန္ဒြိယ property အာရယနုတ္တိယလို့ခေါ်တယ်။ဩရဉာဏ်နဲ့ချိလိုက်ပြီးတော့နတ်တေကိုဆေရိုက်လိုက်တရားဟောဖို့ချိလိုက်တဲ့အခါ တချို့နဲ့တွေကအပြောပါအတွေ့တာချိမှပြီးရာဂဆရရှိရာဂဆရရှိတယ်ဆိုတာလှပကြိုက်တယ်ပြောပါကြိုက်တယ်လှပတယ်လှပတာကြိုက်တယ်စကားနုရာကြိုက်တယ်နော်သူလည်းတူတူပဲလေအနုရောအလှပကြိုက်တယ်လူတို့လည်းအနုရောအလှပကြိုက်တဲ့နတ်တွေကရာဂဆရရှိတဲ့နတ်တွေတခုခက်ကြမ်းကြမ်းပဲဒေါသဆရရှိတဲ့နတ်တွေတခုဘာလဲလို့သိမစင်သာဘူးဟိုခဏလို့ ကြိုက်တာလည်းမဟုတ်မကြိုက်တာလည်းမဟုတ်မောဟစရိုက်ရှိတဲ့နတ်တရားလည်းတပုံရှိတယ်နောက်တစ်ခါတရားစရိုက်ရှိတဲ့နတ်တရားလည်းရှိတယ်တရားအာကောင်းတဲ့ချိုးနတ်တရားအတရာတရားအာကောင်းတဲ့အဲ့နတ်တရားတပုံရှိတယ်ဘုဒ္ဓသရိတလို့အတိညာအာကောင်းတဲ့နတ်တရားလည်းရှိပါပဲဖြစ်ဖြစ်မယုံဘူးစဉ်းစားညာနဲ့နေတာချိုးကြတော့ယုံလွယ်တဲ့ဗာပြောက်ပြောက်လက်ခံအဲ့ဒါတရားစရိုက် မယုံမှုစဉ်းစားတယ်ဆိုတာကပုရိသေအတွေးနေချဲတဲ့ဇေယျကြတော့ဝိတက်ကဇေယျတို့အဲ့တော့ဇေယျ6ပါး